Hello အားလုံးမင်္ဂလာပါကျွန်တော်ကတော့လင်းထောင်ဖြစ်ပါတယ်ကျွန်တော်ရဲ့ကျွန်တော်အတွေ့ကျွန်တော်အမြင်အစီအစဉ်ကနေပြီးတော့တော်လန်ပြည်သူအားလုံးကိုဖိတ်ခေါ်ပါတယ်ခင်ဗျာအဲ့တော့ထုံးစံတိုင်းလူမှုကွန်ရက်ပေါ်ကတချို့ချို့သောသတင်းတွေကိုကျွန်တော်ရဲ့အတွေ့ကျွန်တော်အမြင်အနေနဲ့ပြန်လည်တင်ပြသွားမှာဖြစ်ပါတယ်ကျွန်တော်နဲ့အတူဗီဒီယိုဆုံးထိလိုက်ပါကြည့်ရှုပေးကြပါဦးခင်ဗျာကဲအားလုံးစမယ် Okay ပထမဆုံးတစ်ခုကတော့ဘာလဲဆိုတော့ကျွန်တော်တို့မန္တလေးမန္တလေးငလျင်ဖြစ်ပြီးတဲ့အချိန်မှာသကိုးသမားတွေအရန်များလာတယ် အရန်များလာတယ်ပြီးတော့လူတွေရဲ့ဒုက္ခရောက်နေတဲ့အခြေအနေတွေမှာဘောနော်အခွင့်ကောင်းတွေယူပြီးတော့ဓမြတိုက်တာတွေလူရက်တာတွေလည်းရှိသလိုဒီကေသေးရေးပုံတွေကြားတဲ့ကနေပြီးတော့ရလာတဲ့ဆင်ရှင်ငွေတွေကိုအဆင်ရှင်ငွေတမှုရှိပစ္စည်းတွေကိုပိုင်ရှင်နေစီကိုပြန်မအပ်ဖဲနဲ့ဘတ်တာတွေလည်းကျွန်တော်ကြားရတယ်အဲဒီမှာပို့ဆိုးတာကဓမြတွေဝင်ဝင်တိုက်နေတာပေါ့ကျွန်တော်မန္တလေးကိုအရင်မန္တလေးမှာနာမည်ကြီးတဲ့ဓမြတယောက်ရှိခဲ့ပေါ့နော်တော်တော်များလည်းသိမှာပေါ့ဟိုစိန်ဓမြောင်ဆိုတဲ့ ဟိုပါဗောနော်အဲ့တော့ဆိုသူဆိုအဲ့လိုနှိမ့်လေဘက်တွေဘာတွေအဲ့လိုပေါ်တင်ကြီးဝင်တိုက်တာဗောနော်တေချာကွက်ချပြီးတော့ဝင်တိုက်တဲ့အာဓမြဖြစ်စဉ်တွေဘာတွေတော်တော်များလေးကြားမှုမှာဗောစာအုပ်တွေလည်းဖတ်မှုမှာဗောနော်အဲ့တော့အဲအဲ့လိုမျိုးပဲဗောနော်အခုလေအဲ့လိုပေါ်တင်ကြီးတွေဝင်တိုက်နေမန္တလေးမှာတော်တော်ကိုများတယ်အဲ့တော့လေအဲ့လိုဝင်တိုက်ဖို့ဆိုတာလေတကယ်တမ်းကျတော့ဓမြတခုဓမြဝင်တိုက်ဖို့ဆိုတာတကယ်တမ်းကျတော့မလွယ်ဘူးအခုရွှေဆိုင်နေဘာညာတွေဆိုဒါဟိုပါဗောနော်လူမြင်ကွင်းနေဟိုဟာတွေမှာဆို CCTV ရှိရတခြားဥစားရရှိတယ်ပေါ့နော်ဇားဇားဇားရှိပြီးတော့ပေါ့နော်အဲ့လိုမျိုးဝင်တိုက်ဖို့ဆိုတာတော်တော်လေးအကွက်ချပြီးတော့စီစဉ်ရတာရှိတယ်နောက်ပြီးတော့အတွင်းသည့်အစင်းသည့်တယ်ပေါ့နော်ဒီလိုမျိုးအခြေအနေတွေတေချာလေ့လာပြီးတော့အဲ့လိုမျိုးတိုက်ရတာတွေရှိတယ်ဓမြတိုက်တယ်ဆိုတာလည်းတကယ်တမ်းကျတော့လွယ်လားဆိုတော့မလွယ်ဘူးပေါ့နော်ဒါပေမဲ့ဒီလိုဓမြတိုက်ဖို့အတွက်ကိုလှုပ်ဖို့အတွက်ကဟောပေါ့နော် ဟိုပြင်ဆင်မှုတွေတခြားဥစ္စာတွေအများကြီးလုပ်ရတယ်အဲ့လိုလုံနိုင်မှုအတော်ကလည်းဓမ္မအဖွဲတစ်ဖွဲဖွဲ့ဖို့ဆိုတာကတော့တောင်းတမလွယ်ဘူးတယောက်တယောက်နှစ်ယောက်ဝင်တိုက်တယ်သုံးလေးယောက်ဝင်တိုက်တယ်အဖွဲလိုက်ဝင်တိုက်တယ်အာဒီလိုမျိုးပုံစံတွေမျိုးစုံရှိတယ်ဗောနော်အဲ့တည်းကမှအခုနောက်ပိုင်းဥစ္စာတွေကအဖွဲလိုက်ဝင်တိုက်တဲ့ဥစ္စာတွေဖြစ်လာအနည်းဆုံးပစ္စတိုလောက်ကိုယူပြီးတော့တိုက်လာတာရှိတယ်နောက်ပြီးတော့အယောင်ဆောင်ပြီးတော့တိုက်လာတာရှိတယ်အာအခုဆိုလေဒီတစ်ခေါက်တိုက်သွားတာဆိုဒီမန္တလေးကဗောနော်အောင်ပင်လေရက်ွက်55လမ်းဗောနော်55လမ်း အာ103လမ်းနဲ့104လမ်းကြားပါတော့เนาะဒါဟိုထမ်းမတ်သားကြီးမြို့နယ်တဲမှာပေါ့เนาะကျွန်တော်တို့ရွှေသာမဏီရွှေဆိုင်ဦးတဲ့လူ9ဦးပေါ့လူ9ဦးကနေပြီးတနက်ပြပြီးတော့ချင်းချောက်တိုက်တိုက်တယ်ပြောရမယ်သူတို့ကတော့ PDF အယောင်ဆောင်ပြီးတော့တိုက်ကြတာပေါ့เนาะအဲ့တော့ PDF တွေဘာညာတွေဆိုပြီးတော့ပြောနေကြတဲ့အတန်တွေလည်းတွေ့ရတယ်အဲ့ဒါကြောင့်မို့လို့ကျွန်တော်ကဒီနေ့ဒါလေးကိုထည့်ပြောတာဗီဒီယိုတော့ကျွန်တော်မထည့်တော့ဘူးအာကျွန်တော်ဒီမှာပုံလေးတော့အာကျွန်တော်ပြထားတယ်ပေါ့เนาะအာဒီမှာဆိုရင် ဒါဟာလာပျောက်ကြားဝစ်စုံနဲ့ဘာညာနဲ့ဝင်တိုက်တာပေါ့နော်အဲ့တော့ဒါကဘယ်သူတွေဖြစ်မလဲမန္တလေးမှာအဓိကတော့ဒီမျိုးရင်းတွေမှာဝင်ပြီးတော့ပေါ့နော်ဟိုလှုပ်ချင်တိုင်းလှုပ်လို့ရနေတာတစ်ဖွဲ့ရှိတယ်အဲ့ဒါဘာလဲဆိုပြူစောတီပြူစောတီတွေတစ်ဖွဲ့ရှိတယ်ပေါက်နဲ့ဆက်ဆက်တဲ့ပြူစောတီအဖွဲ့တွေရင်တော့လေပေါက်နဲ့ဆက်ဆက်တဲ့ပြူစောတီအဖွဲ့တွေဓမြမှုတွေမှာပါလို့ဒါသူတို့ဖမ်းတာကြီးစီးတာကြီးပေါက်ကိုယ်တိုင်း အာတက်ပြောတာကြီးဘာညာကြီးရှိတယ်။နောက်ပြီးတော့ဒီရဲတွေစစ်သားတွေကိုယ်တိုင်ပေါ့နော်ဓမြဓမြအဖြစ်ဟိုအဖြစ်ပြီးတော့တိုက်နေတာကြီးလည်းကျွန်တော်တို့တွေ့ရတယ်။အခုဒီလိုအခြေအနေတွေကလည်းထုံနီး၎င်းပဲပေါ့နော်။ထုံနီး၎င်းပဲဒါသူတို့အနေနဲ့ပေါ့နော်ပစ္စည်းလည်းရတစ်ဖက်ကိုလည်းပေါ့နော်ခြောက်ချားလို့ရဒီလိုမျိုးပုံစံတွေနဲ့ဝင် တိုက်တာကိုလည်းဝင်တိုက်တဲ့ပုံစံမျိုးလို့တော့ကျွန်တော်ကတော့ယူဆတယ်။အဲ့တော့ဒုက္ခပင်လေတွေဝေနေကြတဲ့ဂျားတွေက ပေါ့နော်ဓမြတွေဝင်တိုက်နေကြတယ်တကယ်ကိုခစ်ပြက်ကြီးကိုဖြစ်နေရောတဘာဝဘေးဒဏ်နဲ့ ော်နော်ဒါမန္တလေးဆိုရင်တော့စစ်ပေးတန်တော့ဒါမခံရသေးဘူးပေါ့နော်စစ်ပေးတန်တော့မခံရသေးဘူးဒါပေမဲ့အဲဒီတဘာဝပေးတန်နဲ့အာနာရှင်တန်စစ်ခွေးတန်ရဲခွေးတန်ပြူစောရီတန်တွေကြားထဲရမှာဓမြတိုက်ခံနေရတယ်ပြည်သူတွေရဲ့ဘဝကလည်းဟိုအဆင်မပြေဘူးလို့ပဲပြောရမှာပေါ့နော်ပြည်သူတွေရဲ့ဘဝကလည်းတကယ်တမ်းကျတော့ဘသူကြောက်လို့ကြောက်ရမှန်းမသိဘူးဘသူအားကိုလို့အားအားကိုရမှန်းမသိအခုဆိုရင်ဒါအခုငလျင်တန်ကြောင့်ပေါ့နော်ငလျင်တန်ကြောင့်လူတွေကတဘာဝပေးတန်အခုဒီကြောက်နေရတော့ဟိုတနေ့ကဆိုလဲငလျင်လို့အသေးချာတခွတော့ after shop ဆိုတဲ့ငလင်းနေရှိတယ်အော်ဘာလို့ငလင်းတွေဆိုအကြိတ်ရေတော်တော်များတယ်ငလင်းအသေးတွေလှုပ်ကြတာပေါ့နော်ဒါပေမဲ့အခုအချိန်ကြီးကတိုက်တွေပြိုကျတဲ့တိုက်တွေပြိုကျကန်ဒီနီးပါးဖြစ်တဲ့တိုက်တွေငလင်းတန်းခံထားတဲ့တိုက်တွေပေါ်မှာလူတွေကတတ်မအေးရဲကြအောင်အခုချိန်ဒီလမ်းမေးမှာအိတ်နေရတဲ့သူတွေအများကြီးရှိတယ်ဒီအိမ်ဖြိုဖို့အတွက်တောင်မှကုန်ကြားစိတ်တွေနဲ့မဟုတ်လို့မဖြိုနိုင်တဲ့သူတွေရှိတယ်အဲ့လိုအချိန်ကြီးတွေဂျားထဲမှာ ပြည်သူတွေဘဝလုံခြုံမှုမရှိဘူးသူတို့ဘယ်သူကကာဖာပေးထားလဲဆိုဘယ်သူမှကာဖာမပေးထားဘူးဒီလူတွေအတွက်လုံခြုံရေးဆိုတာလည်းမရှိဘူးအဲကိုယ်လုံခြုံရေးကိုယ့်ဘဝကိုလောက်ရတယ်ကိုယ့်ရောက်ွက်လုံခြုံရေးကိုယ့်ဘဝကိုလောက်ရဒီလိုအခြေအနေတွေဖြစ်နေရပါတော့ပြောရမယ်ဆိုရင်တော့စစ်ပွဲတွေဒါမန္တလေးမှာမဖြစ်သေးတာဒါပေမဲ့ခစ်ပြက်ကြီးတစ်ခုထဲမှာလဲပတ်နေရတဲ့ပုံစံမျိုးဖြစ်သွားပြီမန္တလေးရလေအခုတဘာဝဘီအန်ဘီအန်နေရဲ့ဂျားထဲမှာ ဟောတော့နောက်ထပ်ငလျင်တွေကတော့အကြီးထက်လို့ဖို့တော့မရှိတော့ပေမဲ့ငလျင်သေးတွေကြားမှာတဘောဘေးနံလေးကြောက်ရတယ်အကြားထဲမှာကို့အိမ်တွေကိုကို့အိုးအိမ်စည်းစိမ်တွေကိုဟောတော့ပြန်ပြီးတော့မထူထောင်နိုင်သေးတဲ့အချိန်မှာဘဝတွေဟိုဟာဖြစ်နေတဲ့အချိန်မှာဒီဓမြဘေးနံတခိုးနံเนาะနောက်ပြီးတော့စစ်ခွေးနံရဲခွေးနံလည်းခံရသေးတယ်အခြေအနေရောတော်တော်ကိုစိုးပါတယ်လို့ပဲပြောရမှာပေါ့ဗျာတလားဒါကတော့မန္တလေးနဲ့ပတ်သက်တဲ့ဓမြသတင်းလေးတစ်ခုကိုကျွန်တော်မနေ့ရတော့တွေ့လို့ပေါ့เนาะအာဒါ ဒီနေ့ပြောဖြစ်တာပေါ့နောက်တစ်ခုကတော့ဘင်္ဂလားဒေ့ရှ်နဲ့ပတ်သက်ပြီးတော့ကိစ္စပါဘင်္ဂလားဒေ့ရှ်ကဟိုဒီနေ့မနေ့ကလည်းကျွန်တော်တို့တော်ဝေးလေးမှာဒီအကြောင်းပြောပြတယ်ပေါ့နော်မနေ့ကတော့လည်းပြောပြတယ်မနေ့ကတော့ပြောတာတော့ဒီဘင်္ဂလားဒေ့ရှ်ကတရုတ်နဲ့ပတ်သက်ပြီးတော့တရုတ်စီသွားပြီးတော့သူရဲ့ပါတီကနေပြီးတော့ဘင်္ဂလားဒေ့ရှ်က ANG ပါတီကတရုတ် ကကွန်မြူနတီပါတီနဲ့သွားတွေ့တဲ့အချိန်မှာဒီထဲမှာပြည်내တစ်ခုရအောင်လှုပ်ပေးဖို့လို့ဘာလို့ညာလို့ပေါ့နော်ဒီလိုမျိုးပြောတာကျွန်တော်တို့မနေ့ကတော့တော်ဝေလေးပါပြောရဲဒီနေ့ပြောချင်တာကဘာလဲဆိုတော့ဒီဘင်္ဂလားဒေ့ရှ်ကနေပြီးတော့ပြောလာဘင်္ဂလားဒေ့ရှ်နိုင်ငံသားရေးဝန်ကြီးကနေပြီးတော့ရခိုင်ပြည်နယ်မှာရှိတဲ့ဘင်္ဂလားဒေ့ရှ်နယ်စပ်က A ရဲ့ထိန်းချုပ်မှုဟော sorry စစ်ကောင်စီရဲ့ထိန်းချုပ်မှုလုံးဝမရှိတော့ဘဲနဲ့ A လောက်ကိုကြားရောက်သွားပြီးဖြစ်တဲ့အတွက်ကြောင့်မလို့ဘင်္ဂလားဒေ့ရှ်က A နဲ့မဆက်ဆံပဲနေမရတော့ဘူးဆိုပြီးတော့ င်္ဂလားဒေ့ရှ်နိုင်ငံကြီးနိုင်ငံသားရေးဝန်ကြီးကနေပြီးတော့ပြောပြောလာတယ်ပေါ့နော်။သူကဘယ်တော့မှပြောရလဲဆိုတော့ April 28ရက်နေ့ဘင်္ဂလားဒေ့ရှ်နိုင်ငံဒါကာမှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာသူကပြောခဲ့တာပေါ့နော်။အဲ့တော့အီကထိန်းချုပ်ထားပြီးအာသူတို့အနေနဲ့ပေါ့နော်စစ်ကောင်စီအနေနဲ့ဘာမှမထိန်းချုပ်နိုင်တဲ့အတွက်သူတို့အနေနဲ့ A ကိုမဆက်ဆံမဲမနေလို့မရတော့ဘူး။ဒါကြောင့်မလို့သူတို့အနေနဲ့လိုအပ်သလောက်ဆက်ဆံရေးကိုလှုပ်ဆောင်သွားမယ်ဆိုပြီးတော့ပြောတယ်။ဒါမှန်တယ်။ဒါမှန်တယ်။ ဘာဖြစ်လို့လဲဆိုတော့အဲ့နေရာမှာ state holder ဘယ်သူလဲဒီပြည်နယ်ကိုထိန်းချုပ်နေတာဘယ်သူလဲဒီပြည်နယ်မှာလောလောဆယ်ဒီပြည်နယ်နဲ့ပတ်သက်ပြီးတော့စီးပွားရေးလူမျိုးနိုင်ငံရေးဘာညာဓာတ်တွေကိုလုပ်နေတာဘယ်သူလဲဒါကိုသိရမယ်ဒါကအရန်ကိုအရေးကြီးရလို့ကျွန်တော်မြင်တယ်အဲ့တော့ဒါကြောင့်မလို့ state holder နဲ့ဆက်ဆံရမယ် AA နဲ့ဆက်ကိုဆက်ဆံရမယ်အခြေအနေတစ်ခုလို့ကျွန်တော်တို့ပြောလို့ရတယ်အဲ့တော့အာပြီးခဲ့တဲ့ကာလတွေမှာလည်းအာကျွန်တော်တို့ကုလသမဂ္ဂအထွေထွေတွင်းမှုကိုယ်တိုင်အာဒီကိုလာခဲ့တာတွေရှိတယ်အာနောက်ပြီးတော့ အာသူတို့အနေနဲ့ဒီကုလသမဂ္ဂကလည်းဘင်္ဂလားဒေ့ရှ်နယ်စပ်ကိုဖျက်ပြီးတော့ဒီရခိုင်ပြည်နယ်နဲ့ဘင်္ဂလားဒေ့ရှ်နယ်စပ်တခြားလူသားချင်းစာနာမှုစင်းကြံတွေတိစောက်ဖို့ဆိုပြီးတော့ကုလသမဂ္ဂရဲ့တောင်းဆိုချက်ကုလသမဂ္ဂရဲ့တောင်းဆိုချက်ကိုလည်းဘင်္ဂလားဒေ့ရှ်ကနေပြီးတော့သဘောတူခဲ့တာဖြစ်တယ်အဲ့တော့သူတို့အနေနဲ့ကတော့အခုအချိန်မှာတော့ဟလာလူသားချင်းစာနာမှုတွေပေးဖို့အတွက်လမ်းကြောင်းတစ်ခုရှိလာမယ် အာဘောနော်ဒါတော့တို့အသေးစိတ်မပြောသေးဘူးအာဘောနော်တကယ်အဆင်ပြေတို့အနေနဲ့ကုညီသွားမယ်ဆိုပြီးတော့ဒါတွေကိုပြောလာတာတွေတော့ရှိတယ်အဲ့တော့ကုလသမဂ္ဂကုညီမှုတွေဘင်္ဂလားဒေ့ရှ်နယ်သက်ကနေဆင်ရခိုင်ပြည်နယ်တွေကိုသွားဖို့အတွက်အေအေနဲ့စကားပြောကိုပြောရမယ်ဘာဖြစ်လို့ဆိုတော့အဲ့နေရာမှာအေအေကမိန်းမယ်အေကအစိုးရပဲဒါပဲအကပြည်နယ်အစိုးရကအေအေပဲအော်အေပဲအေရရခိုင်အစိုးရပဲအဲ့တော့အေနဲ့စကားပြောကိုပြောမပြောလို့မရတော့တဲ့အခြေအနေတစ်ခုလို့ ကျွန်တော်တို့ပြောရမယ်လို့ပြောဟိုပြောရမယ်ဗျာเนาะအဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့ဘောမတွေဘက်ကဒါကိုမကျေနပ်တာတွေရှိတယ်အဲ့တော့ဘောเนาะတချို့ဥစားကြီးကျွန်တော်တို့ဒီမှာဗီဒီယိုလေးတခုကျွန်တော်တို့အရင်ကြည့်လိုက်အောင်ဘင်္ဂလားဒေ့ရှ်နဲ့တခုပါဖြစ်တယ်ဟာ ဟုတ်ဆောင်ဆောင်ဆောင်။ဒါတော့မကျင်တတ်တာပေါ့။အမှလို့အေအေနဲ့ဘင်္ဂလားဒေ့ရှ်ကနေရတော့နေနဲ့ဟိုကခုနလက်ဆွဲနှုတ်ဆက်တာတွေ့လိုက်တယ်။ဟုတ်။ဟင်းဒါအေအစစ်တီနဲ့အာအရသာတက်တော့အေအလူတွေနဲ့ဒါကြောင့်ဘင်္ဂလားဒေ့ရှ်ကဟိုအရင်းနဲ့ပေါ့နော်။ဒီနေ့ကျန်တာကတော့ဖိချရာဆန်သူကြီးနေလို့ပဲ။ဒီကနေ့ဟိုဒါရိုက်ပေါ်ဒီအားလုံးမနက်ကြီးအားလုံးလည်းပဲလေ။ ်ဒါတော့ဘောမာတွေဘက်ကနေပြောအခုတလောပြောဆိုလာတာရှိတယ်အဲ့ပြောတော့ဒါနဲ့ပတ်သက်ပြီးအဘင်္ဂါဒေ့ရှ်ကဘာလဲအစိုးရပေးရတကယ်တမ်းကျတော့ဟိုကလက်ခံတာမှန်တယ်ကျွန်တော်တို့နိုင်ငံရဲ့အဓိကအခြေအနေကနိုင်ငံတကာကနေပြီးတော့ကျွန်တော်တို့နိုင်ငံနဲ့ပတ်သက်ပြီးတော့ဒီပြိပခါတွေကိုဖြည့်ရှင်းပေးမယ်ဆောင်ရွက်ပေးမယ်ဆိုရဲအဓိကကစစ်ကောင်စီနဲ့အဓိကစကားပြောရမှာမဟုတ်ဘဲနဲ့အဲ့နေရာမှာရှိတဲ့ state holder တွေနဲ့စကားပြောရမှာဖြစ်တယ်ဒီ state state holder တွေနဲ့ပတ်သက်ပြီးတော့အရန်ဟို ဘောနော်အဓိကထားပြီးတော့စကားပြောမှာပြဒီသူတို့ရဲ့လိုလားချက်ကဘာလဲအခုတရုတ်လုံပုံဆိုရင်ကျွန်တော်တို့လုံးဝမဟုတ်ဘူးတချို့တွေကြောင့်တုံးသက်ကြတယ်ဒါ MNDA ကဘောနော်သူတို့အနေနဲ့ဘောနော်ဟိုအခုလိုမျိုးတရုတ်နဲ့ဘောဖြစ်တာ MNDA အတွက်အကျိုးမြတ်တွေလည်းရှိတယ်လို့တော့ပြောတယ်ဘောနော်ဟိုတရုတ်နဲ့တရုတ်ဝင်ဆက်ဆံရေးရဖို့အတွက်ဒါမင်းရောက်လာရဲ့မင်းရောက်လာရဲ့ရွေးကောက်ပွဲဘောနော်မင်းရောက်လာရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဘောနော်ဒါလုံနိုင်ဖို့အတွက်တရုတ်ကလာရှိုးကို ဟိုဟာ MND ကိုပြန်ပြောခိုင်းလိုက်တာလို့ကျွန်တော်တို့ပြောလို့ရတယ်ဗျအဲ့တော့ MND ကိုပြန်ပြီးခိုင်းလိုက်တာလို့ကျွန်တော်တို့ပြောလို့ရအဲ့တော့ MND နဲ့တခြားအကျိုးမြတ်တွေရှိလာမယ်တရုတ်နဲ့တရားဝင်ဆက်ဆံရေးလမ်းကြောင်းတွေထားလို့ရမယ်အဒီလိုမျိုးပုံစံနေနဲ့အကျိုးမြတ်တွေရှိလာမှာဘာညာဆိုပြီးတော့ပြောကြတယ်ဗောနော်ဒါပေမဲ့တကယ်တမ်းကျတော့ AI state holder ရဲ့သဘောထားကဘာလဲအကပြည်သူတွေရဲ့လူလားချက်ကဘာလဲဆိုတော့နိုင်ငံတကာအနေနဲ့အာတတိထားတဲ့ ਨੇ အာကြည်တင်တယ်လို့တော့ကျွန်တော်ကတော့မြင်တယ်အဲ့တော့အခုကတော့ပြောင်းကြီးပေါ့နော်ဒါ ဘာမောပြောင်ကြီးကနေပြီးတော့မရောက်လာရင်ဟိုပြောထားတာတွေဖြစ်တယ်။အာတချို့ဥစားတွေဟိုကျွန်တော်တို့နားထောင်ကြည့်အောင်အရင်ဆုံးနားထောင်ကြည့်အောင်ကဲဟုတ်ပြီ။ဥမင်း online အားလုံးတိတ်လားမှားလားမှန်လားသုံးသက်ပြပါအောင်နဲ့။အခုဥမင်း online ကလည်းဒါဥပဒေကြောင့်ရှိသူပကမှန်တယ်။နော်။အဲထို့သူပြည်သူကလည်းဒါဥပဒေဆိုအောင်နားမလဲနားမလဲတော့ပြည်သူဥပဒေကြောင့်ရှိဘလို့မှန်လား။ဘလို့မှန်လား။အထာချဟုတ်နေရမယ်။အဲ့တော့ဥမင်း online ပြည့်ပြည့်ရှိလို့ဆိုတော့ အပေါ်မှာလည်းပြောရင်ဒါဥပဒေအပြစ်မှန်တော့ညာလည်းပဲကျင့်ဝတ်အဖြစ်စဉ်းစားမယ်တိုင်းကြတယ်ရှိတယ်။အဲ့ဒါကိုကျင့်ဝတ်ကျင့်ဝတ်ဆိုတာက rule of law နဲ့နော်ဟိုကျွန်တော်ဆောင်ရွက်တဲ့နဲ့ဆောင်ရွက်ချက်တစ်ခုချားလိုက်တာအတ္တလို့ခေါ်တာပေါ့ကျင့်ဝတ်လို့ခေါ်တယ်။အဲ့တော့သူရဲ့ကျင့်ဝတ်ရဆိုလို့ရှိရင်တော့မားတယ်လို့ပြောလို့ရတာပေါ့ဗျာနော်။ဘာကြောင့်လဲ။မဲခိုးတာဗျာဟိုပြဿနာကြီးကဘလောက်ကြီးလာမယ်ဆိုတော့မဲခိုးတဲ့ပြဿနာကအဲ့လိုမျိုးမဟုတ်ဘူး။အဲ့သူဝင်ပြီးထိလိုက်မှပြဿနာပုံပြီးဆိုးသွားတာ။ ေးကျွန်တော်ကြီးကဲ့ရကြလောင်ကြပြောင်ကြကဲ့ရကြဟေးလောင်ကြပြောင်ကြကဲ့ရကြအတူတိုင်းလာအကြောင်းမဟုတ်ဘူးခင်ဗျားတို့ပြည်သူတွေကကဲ့တင်မှာမဆိုကဲ့တင်ခြင်းတွေပေါ်လာမှာပို့ပြီးသိုးသွားတယ်အနောက်ထပ်ကဲ့တင်ခြင်းတွေနောက်ထပ်နိုင်ငံရေးကောင်းအောင်လုပ်ပေးမယ်ဆိုတဲ့နိုင်ငံရေးတော်နိုင်ဆုံးလို့နေနာခံတဲ့သူကျွန်တော်အရင်အကြောင်းနေတယ်နော်ကျွန်တော်အကြောင်းဦးမဲ့ခိုင်ဆိုခုချိန်ထိဒါသူအဆုံးလို့နေနာခံနေတာပင်စင်ယူခြင်းလည်းမရှိဘူးနော်စစ်တပ်ကသူ့ပင်စင်ချင်းအတန်းပြေးတာလည်းကြောင်းကျွန်တော်ကနိုင်ငံကဲ့တင်ခြင်းကျွန်တော်တော့တော်ရဲသူမရှိလို့စဉ်းစားလည်းပြောပါအောင်နော် တော်တယ်မတော်ဘူးဆိုတော့ဗဇက်ကပြောလို့မရဘူးလုံရက်နဲ့ပြောရတယ် data နဲ့ပြောရတယ် data အပြည့်စီးပွားရေးလားနိုင်ငံရေးလားစစ်ရေးလားဒါနဲ့ချမ်းကမှဘာမှတိုးတက်မလာတဲ့နိုင်ငံဖြစ်နေတာသူ့လက်ထက်မှာဒါသူညလို့ပေါ့ဟုတ်တယ်မလားအဲ့ဒါလည်းသူနားလဲဒါပေါ့ဘယ်တော့အခုမှကြည့်ပါအခုမှသိတာလားဘယ်တော့ကအေးနိုးနေကဲ့ရဲ့ကြလောင်ကြပြောင်ကြကဲ့ရဲ့ကြဟေးလောင်ကြပြောင်ကြကဲ့ရဲ့ကြတွဲ online အနေနဲ့ကလည်းသူကပြောသူတမလာယူလို့အာနာသူကသူကတမလာယူတောင်းနေနော်ဟုတ်ဘူးလားသူပြောနေတာပေါ့နော် ကျော်လည်းမယုံခဲ့ပါဘူးယုံလည်းမယုံပါဘူး။ဘာကြောင့်တမရတမရရတူတောင်းမှလည်းမရှိဘူး။အဲ့တော့တမရကပြောတယ်။ तू ကတက်တယ်ပြတယ်ဟုတ်ကဲ့ကျွန်တော်ကယာယီတမရပါ။သိမကြခင်ရေကောက်ပဲပြီးသွားလို့ရှိရင်လည်း तू ကတမရလုပ်လို့ဆိုတာတောင်းမှန်ခွင့်ဆိုတာတောင်းမှန်ခွင့်မရှိဘူးလားရှိတယ်။ဘာဖြစ်လို့ရှိလဲဆိုညှိနှိုင်းပြီးတော့တောင်းမှန်ပါဘောနော်။တောင်းလို့ရပါဘောနော်။ဟိုမှာညွန်မောင်းဆိုရရအောင်ဖွင့်မယ်။ဒါမှမဟုတ်ဟိုဘောနော်အလွတ်တော်ကနေတစင်သူ့ကိုတင်မြောက်ခိုင်းမယ်။အဒီလိုမျိုးပုံစံနေပေါ့ဗျာ။ဒီလိုမျိုးပုံစံနေလုပ်လို့ရတာရှိတယ်။ဟိုတောင်းလာဆိုရင်မင်းရောက်လာနေတယ်တကယ်လဲတောင်းခဲ့တာပဲ။နော်။ ဒါ NLD နဲ့နှီးဆက်တဲ့သူအမေစုနဲ့နှီးဆက်တဲ့သူတွေဆိုဒါပြောလာရတာဒါတွေကပြောမှာဆိုမင်းအောင်တကယ်တောင်းခဲ့မင်းအောင်လည်းတမရယူလာယူတယ်လေတကယ်ယူတယ်လေမင်းအောင်လည်းခင်ဗျားတို့ဒီကြီးလက်ခံလို့ပြောရပါတော့ဘလို့ညနာမျိုးနဲ့တမရတက်လို့လဲဆိုတာကျွန်တော်သိချင်တယ်เอ้ยไอ้โนดิแก้ยะจ้ะหลองจ้ะเปี่ยงจ้ะแก้ยะจ้ะเฮ้หลองจ้ะเปี่ยงจ้ะแก้ยะจ้ะทีนี้เรียกออกไปจะจิ้มออกตะวงชูซาเนี่ยเนาะ အဲ့ရွေးကောက်ပွဲမှာသူတမနာတက်လို့ပါပဲအဲ့ဒါကြောင့်တိုက်စင်ညာဘယ်လိုမျက်နှာမျိုးနဲ့တမနာတက်မလဲလို့သူကျွန်တော်ကနိုင်ငံမျက်နှာကိုပဲရက်တည်ရဲ့အတွက်ကြောင့်တည်ရဲ့အတွက်ကြောင့်မဟုတ်တာသူ့လိုကျွန်တော်တို့သိပြီးပြောရမှာမဟုတ်ဘူးအဲ့တော့ဘယ်မျက်နှာမျိုးနဲ့သူတမနာတက်လို့လဲကျွန်တော်ကြည့်ပါမှာအေးအင်းတို့ကြီးကဲ့ရကြလောင်ချပြောင်ချကဲ့ရကြဟေးလောင်ချပြောင်ချကဲ့ရကြတင်းနေလားလို့သူကအားလုံးကသူတမနာဖြစ်ချင်လို့ဒီလိုမျိုးဖြစ်တယ်ဆိုတော့သူတမနာယူလိုက်တာနဲ့ ဒီအကုန်လုံးတာဝန်တွေဟာသူ့ကိုဆွဆွဲလာလေသမရယူလို့အနာသိနေတာအနာထိနေတာဟုတ်တယ်လေအဲ့တော့သူကအခုလုံးလုံးစတော့တော်တော်ရာလေးတက်တည်ကြတာသူရာကြီးသမရတည်တာနော်အဲ့တော့ဒီလိုတည်ပေါ့အခုရွေးကောက်ပဲပြီးသွားလို့ရှိရင်သူကသမရတက်လို့အဲ့ဆိုတော့တေချာသွားပြီအဲ့သမရယူလို့သူသမရဖြစ်ချင်တော့အဲ့အဲ့မှာပိုဆိုးလာတာ ပူဇော်မှတ်တန်းတစ်ချိန်ပဲလုပ်လို့ရတယ်မလားသမ္မတတစ်လုံးလုပ်လို့ရတယ်စီကြီးဖြစ်လို့လည်းနိုင်သေးရောဗျာလောက်ပါပဲဒီခေါင်းထဲလောက်ပဲမရောက်လိုက်ရအဓိကမရောက်လိုက်ရထွက်ပေါက်ကမရှိဘူးဒီခေါင်းအာနာကိုတန်းရွှေလို့စော့သွားလို့လည်းမရဘူးဒီခေါင်းမှွေနေမှွေခဲ့တာတွေအခုလောလောဆယ်မှွေနေတာတွေကအများကြီးပဲဒီခေါင်းစစ်တပ်ရဲ့သမိုင်းကိုနိုင်ငံရဲ့သမိုင်းကိုဒီခေါင်းစောက်တလွဲတွေဖြစ်အောင်လုပ်ခဲ့တာတွေကအများကြီးပဲအခုဟိုကဖြစ်တဲ့ဆိုတော့ဒီခေါင်းလောက်ကောင်တွေကလည်းအခုချိန်မှသာဒီခေါင်းတက်ချုပ်ဖြစ်နေလို့ ဒီကောင်ကိုဘောတော့အလေးတွေပြူအားအဘဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးပြောနေတာတကယ်ကြောင့်ဒီကောင်လည်းဒီကောင်လည်းကောက်ကောင်လည်းမကြည့်ဘူးဘာလို့လဲဆိုတော့ဒီကောင်လည်းစစ်တပ်အခုလောက်ထိဖြစ်နေတာဘာကြောင့်ဖြစ်နေရလဲလို့မေးရရင်ပြောရရင်ဘောတော့ဒီကောင်ကြောင့်ကြီးပဲဖြစ်နေတာဒီကောင်လည်းအပေါင်းပါတစုကြောင့်ဖြစ်နေတယ်အဲ့တော့ဒီကောင်ကလည်းပြောရမယ်ဆိုဒီသူ့ရဲ့အာဏာကိုလက်မလွတ်ရဖို့အရေးကိုဒီရွေးကောက်ပွဲဆိုတဲ့ထပ်ပေါက်ကိုသူရအောင်ယူမှာအဲ့ကနေပြီးတော့သူ့ရဲ့အာဏာကိုသူဘယ်လိုဆက်ယူမလဲဆိုတာကိုကျွန်တော်ဆက်ကြည့်ရမှာအဓိကတော့ကာကြုံနဲ့ဘောတော့ ကာကျုပ်ကိုသူ့ရဲ့ဩဇာခံတယောက်ကို ထားပြီးတော့သူတမရအနေရနေမလားဒါမှမဟုတ်ဘောနော်ခုနကဒီကောင်ပြောသလိုပေါ့နော်ရှီချင်းဖင်လို့လုံမလားလုတ်သွားနိုင်တယ်ဒါအခြေအနေရအများကြီးရှိတယ်လုတ်သွားနိုင်တယ်ဒီကောင်တွေကဥပဒေကိုလိုသလိုပြင်ပြီးတော့လုံနေတာဖြစ်တယ်အေးအင်းတို့ကြီးကဲရကြလောင်ကြပြောင်ကြကဲရကြဟေးလောင်ကြပြောင်ကြကဲရကြဆောင်းချင်လို့ပြောဦးမြောင်လာလဲဦးမြောင်လာမယ်ကို့သူများလောက်ပြောနေတာတမရရလို့သွားကြတာလေးတယ်အပြင်သူရောက်ခွင့်နေတဲ့တမရထိုက်လို့မယ် ခုနက online ကဟိုမကောင်းတာနဲ့မကောင်းတာပေါ့ဗျာနော်။အာဒီခုနကတပလာနေပါလေယူနေတာယူနေတာပေါ့ဗျာ။ယူနေလို့ဆွဆွဲတာရှိပါလေမသိချာသေးပါဘူး။ဒါပေမဲ့တော့အခုအရင်ချင်းမရှိတာအရင်ချင်းမရှိတော့တကယ်ပါအရင်အရင်ချင်းလည်းမရှိဘူးယူနေရင်ချင်းမရှိတာတော့သိချာတယ်။တကြီးတိုင်းလည်းအုံအောင်ရှိတာမဟုတ်ပါလားဆိုတော့ကျွန်တော်သိလာတယ်။အချို့တကြီးတာဟောတေဖို့တကြီးကြတာပဲဟဲ့လားအောင်းအောင်ကြီးလာတာမဟုတ်ညာညာနာယကကုံလေးဆိုတာဘာမှပါမလာတော့အေးကျွန်တော်ဒီကဲ့ရကြ လောင်ကြပြောင်ကြကဲ့ရကြဟေးလောင်ကြပြောင်ကြကဲ့ရကြခါကြချင်းအခုတရုတ်ချင်းကမြန်မာနိုင်ငံကိုချေလေရချေလေနဲ့ပြောရတော့ချေလေတာမဟုတ်ဘူးကြာတရုတ်ကလုတ်ပြီးမှလည်းရတော့မယ်ပုံစံဖြစ်တော့ဥမေအွန်လိုင်းကမစွမ်းတော့အေးအဲ့တော့ဒီကဲ့ရကြလောင်ကြပြောင်ကြကဲ့ရကြဟေးလောင်ကြပြောင်ကြကဲ့ရကြတရုတ်အုပ်ချုပ်လဲကျွန်တော်ဘာမှမပြောနော်ကျွန်တော်လူမျိုးဆက်ရှိဘာသာဆိုမရှိမဲ့ဖြစ်တော့ဖြစ်နိုင်ငံတော်အေဂျင့်တို့ပြည်သူလူသားရမယ် ။အောင်ပြည်သူလူထုအခြေခံလူပိုင်ရတဲ့အပြေးပါရမယ်။ကိုယ့်ရဲ့ဘဝကိုတုတ်တောင်ထူးသားနိုင်မယ်။နိုင်ငံတကာနဲ့ဂျီမွန်တန်းနဲ့တတိယဆုပိုဆုလောက်ကကမ္ဘာစူပါပါဝါကြီးနိုင်ငံနော်။ဒုတိယအဆင့်ကြီးဖြစ်တယ်။တရုတ်နိုင်ငံဖြစ်တော့လည်းဘာဖြစ်လဲကြာ။တကယ့်ဒီနိုင်ငံကိုခုလင်းပြောရင်တရုတ်ပြည်သူသမရမြန်မာနိုင်ငံဖြစ်သွားမှာသိကြတယ်။အဲ့လိုဖြစ်တဲ့ကျွန်တော်ကပြော။ အခုဖြစ်နေတာဒီကောင်းလေးကအဲ့ဒါတက်လာဒီကောင်းလေးကမဲအောင်လာထုသလိုလိုနဲ့နောက်ပိုင်းကျရင်ဒီကောင်းလေးလိုချင်တဲ့အရာတစ်ခုကိုဆွဲပြီးတော့ပြောတတ်တယ်ဒီကောင်းလေးရဲ့ဗီဒီယိုတွေကြည့်ရင်အဲ့ဒါအရင်သိတာအော်ဒီကောင်းအခုဆိုရင်လည်းတရုတ်တရုတ်အုပ်ချုပ်လဲဘာမှဖြစ်ဘူးဆိုတော့ဇကလုံးကိုဒီကောင်းထည့်သွားတာရှိတယ်အော်ဒီယုတ်တာကဟုတ်လားဆိုမဟုတ်ဘူးမှားတယ်တရုတ်အုပ်ချုပ်မှုလက်ခံလို့မရဘူးတရုတ်အုပ်ချုပ်ရင်ကျွန်တော်တို့ကနေချက်ခံလိုက်ရပြီနိုင်ငံတော်ဒီနေ့အင်ဂျင်နီယာကဘာညာထားတယ်အချုပ်ချာအနာနိုင်ငံတစ်ခုဖြစ်တယ် နောက်ပြီးတရုတ်ရဲ့အုပ်ချုပ်မှုစနစ်နဲ့ကျွန်တော်တို့နိုင်ငံကဘလို့မှအဆင်မပြေတော့ဘလို့မှအဆင်မပြေတော့တိုးတက်တာရင်မတိုးတက်တာရင်နောက်တာကျွန်တော်တယောက်တည်းနေနေမယ်ဆိုတော့ကျွန်တော်အဲ့လိုတရုတ်ကအုပ်ချုပ်လို့တော့ကျွန်တော်မြန်မာနိုင်ငံမှာပြန်လာမနေတော့ပြန်လာမနေတော့အော်တရုတ်အုပ်ချုပ်မှုကိုလည်းကျွန်တော်ခံလို့မရကျွန်တော်နိုင်ငံမှာလွတ်လပ်ခွင့်နေတဲ့တိုက်ပွဲဝင်နေတာလွတ်လပ်ခွင့်နေတဲ့တိုက်ပွဲဝင်နေတာလူခွင့်ရေးတွေတိုက်ပွဲဝင်နေတာအနာဂတ်တွေတိုက်ပွဲဝင်နေတာကျွန်တော်တို့လိုချင်တဲ့နိုင်ငံရေးစနစ်တွေတွေကျွန်တော်တို့တိုက်ပွဲဝင်နေတာ ပေါ့နော်ဒီကောင်တွေကအဲ့လိုမျိုးပေါ့နော်ဒီကောင်တွေဘာမောတွေကတော့အဘသူလာအိုးရှိုးကျွန်တော်တို့နိုင်ငံပြည်သူအေးချမ်းဘာမှဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့ပောက်ပြရပြောတယ်တကယ်တော့ကျတော့နိုင်ငံရေးစနစ်မှားနေပြီဆိုရင်နိုင်ငံမှာဘလောက်တည်ငြိမ်အေးချမ်းအောင်ပဲလှုပ်ထားလှုပ်ထားဖိနှိပ်ခံထားပြီဆိုရင်သွားပြီလားတရုတ်လေအခုသူသူ့ဝါဒနဲ့သူမကောင်းလို့ကျွန်တော်မပြောဘူးတော့သူ့ရဲ့ဝါဒမကောင်းလို့မပြောကျွန်တော်မပြောဘူးဒါပေမဲ့အဲ့သူ့မှာအပြည့်အဝလွတ်လပ်ခွင့်တခြားဥစ္စာတွေမရှိဘူး အများကြီးပဲသူ့မှာဖိနှိပ်မှုတွေချုပ်ချယ်မှုတွေတင်းကျပ်မှုတွေအများကြီးရှိနေတာတွေ့တယ်သူ့မှာလူခွင့်ရချိုးဖောက်နေတာအများကြီးတွေ့အများကြီးအများကြီးရှိတယ်အော်သူ့ရဲ့သူ့နိုင်ငံမှာသူ့ဘက်သူတိုးတက်နေတာတော့မှန်တယ်ဒါပေမဲ့လူတွေရဲ့ပုံစံဘယ်လိုနေရလဲတရုတ်တွေရဲ့ပုံစံဘယ်လိုနေရလဲဆိုတာကျွန်တော်တို့မြင်တွေ့နေရတာအော်တရုတ်ရဲ့ဝါလာနဲ့ကျွန်တော်တို့ရဲ့ပုံစံတွေကဘယ်လိုမှအဆင်မပြေတော့ဘူးလို့ကျွန်တော်မြင်တယ်အဲ့တော့အခုလောဆယ်တော့မရောက်နိုင်တဲ့ပတ်သက်ပြီးတော့ဒါပြောင်းရဲ့ဝေဘန်ပြောကြချက်တွေကိုကျွန်တော်တို့ဟောပြတာအဲ့ကျွန်တော်အများကြီးပြောစရာမလိုပါဘူး မရောက်လိုင်းပုံစံဒီကောင်းလေးဘာမောတွေအချင်းချင်းကြားထဲမှာတော့ဘလို့ဖြစ်နေလဲဆိုတဲ့ဥစ္စာတခုအဲ့တော့မရောက်လိုင်းဒီသူ့ရဲ့အာနာကိုလက်မလွတ်ရရဲ့အဓိကပဲတန်းရွှေလိုမျိုးရော့ဘတ်ဆိုပြီးတော့အာနာလေးကိုအေးစေးစေးပေးဟိုလွှဲပြီးွားပြီးဘတ်ဆိုနားယူရမှာမဟုတ်ဘူးတဲ့လားအနားယူွားနိုင်တဲ့အချင်းနေမဟုတ်ဘူးဒီကောင်းမှာဒီကောင်းအာနာလက်လွတ်ရပြီဆိုတာ ਨੇ အာနာရှင်ဟာအာနာလက်လွတ်ရပြီဆိုတာ ਨੇ သူကဘာမှမဟုတ်တော့ဘာမှမဟုတ်တော့အဲ့တော့ သူဘလို့လုတ်မလဲသူဘာဖြစ်မလဲသူအခုရွေးကောက်ပွဲရလဲသူရဲ့အာဏာကိုသူဆက်ထိန်းဖို့အတွက်သူလုတ်နေတာဆက်ထိန်းဖို့အတွက်သူလုတ်နေတာဖြစ်တဲ့အတွက်ဒီရွေးကောက်ပွဲဆိုတာလည်းကျွန်တော်မဖြစ်လာဘူးအရေးကြီးတယ်တရုတ်ကနေပြီးတော့အခုလာရှုကိစ္စတွေပါလေဆိုတော့ရွေးကောက်ပွဲအတွက်တနည်းအားဖြင့်အထောက်အကူပြုအောင်လုတ်နေတာလေကျွန်တော်တို့တွေ့ရတယ်ဒါကြောင့်မလို့ကျွန်တော်တို့ပြည်သူတွေအနေနဲ့ဒီရွေးကောက်ပွဲဆိုတာတွေတရုတ်ရဲ့ခြေလှမ်းတွေတခြားဥစ္စာတွေမြန်မာနိုင်ငံအတွင်းမှာဖြစ်ပျက်နေတယ်ဟိုနိုင်ငံတကာရဲ့ကူညီတာတွေနိုင်ငံတကာရဲ့ဝင်ပြီးတော့ဆက်ဖက်နေကြတယ်ဘာလို့လဲလဲ ဟိုနိုင်ငံတကာဘာတွေပြောဆိုနေလဲဆိုတာကြီးကျွန်တော်တို့အများမပြတ်စောင့်ကြည့်လေ့လာဖို့လိုတယ်ဒါဟာအရန်ရေးကြည့်ရလို့မြင်နေမြင်တယ်လို့ပြောရင်းနဲ့ပဲကျွန်တော်ရဲ့ကျွန်တော်ဒီကျွန်တော်မြင်အစီအစဉ်ဒီနေ့ဒီမှာပဲရန်သားခြင်းပါတယ်တော်လန်ပြည်သူများအားလုံးစိတ်လက်ကြည်သာသွားနဲ့တနေ့တော်ကိုဖြတ်တန်းနိုင်ကြပါသည်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်